tensions rising between the U.S. and China. President Trump accusing China of violating its preliminary U.S. trade agreement. That occurring after Treasury Secretary Scott Bessin said trade talks with China have stalled. Tensions rising between the U.S. and China. 德勇呢，美国人不会变坚壁，芭蕉呢，这 video 里手提几部来说哟，路面是没地地的，江阴的地段嘛，偏巴的，可把把。 အမေရိကန်မိနိုင်တာစီးပွားပညာရှင် channel ကျူစွာတယ်ဘယ်နေရာကြည့်နေခုံးမအောင်မှာရေးတာပါ US တဲ့တရုတ်နဲ့ပြန်ပြီးတော့ပွဲကြမ်းနေ US ကတရုတ်ကို chip design software တွေရောင်းအောင် short ချဖို့ကန့်တတ်ထားပါတယ်เนาะပြီးတော့တရုတ် playmate က COMAC နော်လေထုတ်လုပ်တဲ့ကုမ္ပဏီကို export လုပ်အောင်လေရတပါလို့ US ကပြောတယ် President Trump ကတော့ဒါတရုတ်ပြည်ကနေပြီးတော့စပြီးတော့ဖောက်ပြတယ်လို့သူကပြောတယ်ပြလိတိုက်ရဘလို့သဘောရပါလဲခမောင်းမရတာပါနောက်တစ်ခုကပို့ဆိုးလာတရုတ်ကြောင်းသားနေဆိုရင် visa ကိုယုံသိမ့်မယ်အမေရိကန်မှာကြောင်းတက်နေတရုတ်ကြောင်းသားရှိတယ် နော်ဗီဇာရုပ်သိမ်းမှာပြောနေတယ်အဲရောပူပူပြီးကြမ်းတာပေါ့ China ကလည်းတရုတ်ကလည်း US ကိုဘယ်လိုမျိုးတင်းကျက်လဲဘယ်လိုတင်းကျက်လဲဆိုရင်သူ့ရဲ့ rare art export ရှားပါတတူတွေကိုနော် US ကိုတင်ပို့တာဟာတွေကိုသူက short ချတာဆိုသူကဒါကပုံမှန်ပဲဆိုပြီးတော့ပြောတယ် ် new york စီကအဲ့ဒါသဘောမကျအောင်နော်သဘောမကျတဲ့အတွက်ကြောင့်စောစောမဲရှာတွေလုပ်ရပါစရင် initial agreement မှာအမှန်ကအဲ့လိုလုပ်ရမှာစရင် agreement မှာအဲ့လိုမျိုး agree လုပ်ထားတယ်ဆို press မှာ announcement လုပ်ရမကြဘူးဒါပေမဲ့အခုကပေါ်လာပြီအာ US ကဘာလို့ခြင်းလဲဟာရှားပါတတ်တူတွေလို့ခြင်းတာပေါ့ဟုတ်တယ်မလားရှားပါတတ်တူတွေလို့ခြင်းလဲအဲ့ရောတရုတ်ပြည်ကလည်းအေးဒီလိုမျိုး US chip US ရချစ်ပြားနေတော့တရုတ်ကိုတင်ပို့အောင်ရက်ကန့်တတ်တာကိုဒါတရားစွန့်မယ်ဒါတရားမဝင်ဘူး US ကအနိုင်ကျင့်တယ်ပြောတယ်ပြီးတော့တရုတ်ကျောင်းသားတွေကိုဒီမဗီဇာရုံတင်းရဆိုရယ်မဖြစ်တဲ့ဘူးကိုပြောတယ်အဲ့ဒါပွဲကပြန်မျိုးကျန်းလာဒါပေမဲ့လူအများစုမတည်တဲ့အချက်ရှိတယ်ဒီမပြန်မျိုးအာ president ထွက်လာနေပြီးတော့ပြန်ပွဲကျန်းတဲ့ဟာတာเนาะအဲ့ဒါဘာလဲဆိုတာမကြည့်ခင် တရုတ်ကျောင်းသားတွေဘလောက်ထိဒုက္ခရောက်နေလဲ US မှာတရုတ်ကျောင်းသားတွေဘလောက်ရှိတယ်အဲ့တော့ US ရဲ့ University ရဲ့ပတ်စံနည်းမှာပေါ့ဟုတ်မှာ US က export လို့ပါအများဆုံးပါပညာရေး education နော် education တခြားနိုင်ငံလူတွေကဒါတက်တဲ့ပတ်စံကိုအပြည့်ပေးပြီးတက်ကြတယ်အဲ US ရဲ့ University ပတ်စံအများကြီးရတယ်အဲ့ဒီပတ်စံတွေ research လုပ်တယ်တော့နည်းပညာပူပူတက်တယ်ပညာရေးပူပူကောင်းတယ်နော်ဒါမျိုးကလဲနေတာ ဲ့ပတ်စံရဲ့ရပ်တတမှာဆိုရင်အစိုးရမထောက်ပံ့ဘူးဆိုရင် US ရဲ့ပညာရေးကတည်းပူပြီးတော့နိုင်ကြမှုရှိရဟုတ်တယ်ပါနိုင်ငံတကာတိုးတက်မှုဆိုရင်တခြားနိုင်ငံ investment လာမယ်နော်ကုမ္ပဏီနောက်ဖွင့်လာတော့ဒါမှမဟုတ်တခြားနိုင်ငံက tourist လာဒေါ်လာတွေနော်တခြားနိုင်ငံငွေကြေးကိုယ်နိုင်ငံလိုတင်သွင်းလာပြီးပါရဲ့ပညာလာတက်တာပညာလာတက်တာဒါပတ်စံယူလာအတူတူပဲပြီးပါရဲ့အဲပညာတက်နေဆိုရင် ကောင်းကောင်း ီဇာထုတ်ပေးထားမှာဆိုကိုယ့်နိုင်ငံမှာထွန်းတောင်းဆိုရင်ဒါကိုယ့်နိုင်ငံအတွက်ပို့ပြီးတိုးတက်လာမယ်เนาะအခု H1B လိုမျိုး University ပြီးွားရင် green card ရမယ်ဆိုတဲ့ဟာ policy ကမလုပ်တူး basic ထွန်းတာပြောတယ်ဘယ်အခြေလုံမလို့မသိဘူးเนาะ play တက်ရောဘယ်လိုသဘောရပါတယ်လဲသူဘာကြောင့်မလုပ်သေးရလဲကိုမအမှရေးတာပါအဲ့တော့ဆိုတော့တရုတ်ចောင်းသားတွေဘယ်လောက်ရှိတယ်เนาะဘယ်လိုဒုက္ခရောက်နေလဲကြည့်ကြမယ် Award degrees to tens of thousands of graduates. Students are increasingly anxious about the government doubling down its attack on international students. Late Wednesday, US Secretary of State Marco Rubio announced the Trump administration would start revoking the visas of students from China, including those with ties to the Chinese Communist Party or working in critical fields. Aha. 南洋家业委员 Marco Rubio 表的，啊，对于 ကျောင်းသားရဲ့ visa ကိုပြုတ်ပြီးပြန်ပြီးရုပ်သိမ်းတော့မယ်เนาะ CCP နဲ့ဆက်သွယ်ရဲ့ရှိရဲ့တရုတ်ကျောင်းသားကျောင်းသူတွေเนาะပြီးွားရဲ့အရေးကြီးရဲ့ဒေပယ်တွေမှာပညာသင်ယူရတာတွေเนาะရုပ်သိမ်းတော့မယ်အဲ့တော့ရိုးရိုးတာမန်တရုတ်ကျောင်းသားတွေရောအင်တာနက်ရှင်ကျောင်းသားတွေရောအားဝစိတ်လှုပ်ရှားပါဘို့ဟုတ်မှန်ဘယ်အချိန်ကိုယ်နိုင်ငံကိုလာပြီးတော့လှည့်လာမလဲဆိုတာเนาะအဲ့တော့ US မှာစတင်ရတာ အရန်အရန်စိတ်လှုပ်ရှားစားဖြစ်တာပြီးသုံးပြချက်တွေမချနိုင်တော့ဘူးတခြားနိုင်ငံရွေ့ရွေ့တော့မယ်အဲရောပလေးတက်တယ်မှာရော US မှာစာတင်မှုစီစဉ်သားပြီးတော့မှစိတ်ပြောင်းသွားတယ်လို့ရှိပါလားခမောက်အမှရေးတာပါเนาะအားကြောင့်အရန်ကြီးကြီးဒီလို CCP နဲ့ပတ်သက်တဲ့ပါတီတာဂက်ထားပြီးတော့ revolve လုပ်ဆိုတော့ဒါတော်တော်ပွဲကြံလာပြီเนาะဒီတက်ပို့ပြီးတော့ကြမ်းမှု ရှိတယ်เนาะ အဲ့တော့ဒီပွဲလေးကိုဆက်ပြီးကြည့်ချင်ဆိုရင်ဒီ would start revoking the visas of students from China including those with ties to the Chinese Communist Party or working in critical fields for decades Chinese students have flocked to the US drawn by the prestige of an overseas education China is the second largest country of origin for international students in the US behind only India အဟာတရုတ်တွေကနော်ဒုတိယနေရာ US မှာဆလာတင်တာနှစ်သိန်းကျော်ရှိ2022 2024 international student တရုတ်ကဒုတိယအိန္ဒိယ3သိန်းကျော်ရှိ3သိန်း3000နော်အိန္ဒိယနေရာများပဲ IT software တွေပိုင်းဒါတည်တာများတယ်သူကအဲ့လိုပဲအများကြီးကြအဲ့ကြောင့်အာရှသားတွေ USA မှာလက်ကအကောင်တွေအကောင်ဆုံးဖြစ်တယ်ဆိုတာကအာရှသားတွေကမှအိန္ဒိယတွေကထိတ်ဆုံးမှာပါတယ်အိန္ဒိယပြည်ပတရုတ် ဂျပန်ကိုရီးယားတော့ပြီးတော့တဖြည်းဖြည်းအာဗီယက်နမ်တို့လာအိုဆိုမြန်မာကအောက်ဆုံးမှာเนาะအဲအကြောင်းမြန်မာတွေလကတိုးချင်ဒီတိုင်းနေလို့မရတော့ဘူး stock investing call option put options advance option လောက်ဘူးอ่ะအရန်ပူရေးကြည့်เนาะချမ်းသာခြင်းဒါတွေကိုမဖြစ်မနေလောရတော့မှာလောက်တဲ့သူကချမ်းသာမလားဆိုတော့လောက်တဲ့သူကမချမ်းသာဒါပေမဲ့ကပောင်းမှာချမ်းသာတယ်အားလို့อ่ะ stock share ပိုင်ကြတယ်เนาะ အားကြောင့်အရန်အရေးကြီးရယ်စောက်ခုရတာအဲတက်တရတော့ဒါမှတက်တရတော်တော်လေးဝေးတယ်၄တောင်း၃တောင်းအာအာတရုတ်နဲ့အိန္ဒိယအရန်အရန်များတယ် Last year, more than 270,000 international students were from China, making up rough 25%တရုတ်ပြည်ရတယ်။ဟာဒါမနေဘူးတရုတ်တွေနဲ့မနေဘူးပြီးတော့တရုတ်တွေက H1B ရောက်မှာခက်တယ်။ပြီးတော့ Green Card ရောက်မှာအကြာကြီးပဲ ော့အထာမှ USC လာတက်နေတာပဲဒါဘာကြောင့် USC ကပညာရေးကောင်းလဲဆိုပြီးလာတက်ဒါပေမဲ့နောက်ပိုင်းကျတော့တရုတ်နေကကနေဒါဘောတွားနေပါတယ်အများကြီးတွားနေလွယ်တဲ့နိုင်ငံတွေ PR ရဝွေလွယ်တဲ့နိုင်ငံတွေအများကြီးတွားနေကြတယ်တရုတ်အာတယံချင်းရရှိပါတယ်လားသူ့ရောဘယ်နှလားမှာဘယ်နေနိုင်ငံမှာကြောက်တက်ဖို့ပို့ပြီးတော့အလေးတာပါတယ်ခေါမမှာရေးတာပါ Play a quarter of all foreign students in the US The State Department also says visa applications from Chinese students will face additional scrutiny in the future, including those from Hong Kong. In the past, US intelligence agencies have raised concerns that Chinese students focused on mathematics, science, technology, and engineering could be helping Beijing conduct espionage. Aha, uh they -huh. will visa, Bobby သင်္ချာတို့တက်နိုလော်ဂျီတို့အင်ဂျင်နီယာတို့ပညာသင်တွေရဲ့တရုတ်တွေကတရုတ်နိုင်ငံကိုတရှိုးအနေနဲ့ကူညီမယ်ဆိုပြီးတော့နော်တန်တရားဖြစ်နေကြောက်နေအဲ့ဒါကြောက်လဲအခုဗီဇာပို့ပြီးတော့တင်းကျပ်လာပါတခြားဘာတွေအမေကတရုတ်တွေကိုကြောက်ပါတယ်လေကိုမအောင်မှာရေးထားပါ

နော်အခုအဲ့လိုမျိုးဖြစ်သွားတော့အေးဝင်ဝင်မရှိတော့ဆို research လုပ်မရဘူးအဲတော့နှုံးနှစ်ဖက်အကျိုးမရှိဘူးပေါ့တခြားနေလမ်းဒီတက်ပိုကောင်းနေလမ်းရှာတွေ့ရဆိုတော့ပိုပြီးတော့ကောင်းပါလေနော်ဆက်ပြီးတော့ကြည့်မယ်တရုတ်ကဘလို့ပြန်ပြီးတော့တုံ့ပြန်တယ်အဲ့လိုမျိုးဖြစ်တဲ့ဟာကို Chinese students' visas under the pretext of ideology, which has seriously damaged the legitimate rights. rights and interests of Chinese students and disrupted normal cultural exchanges between the two countries. China firmly opposes this and has lodged representations with the US. This politically discriminatory practice by the US exposes the lie of the so called freedom and openness that the US has always touted and will further damage their own international image and national credibility. The US has unreasonably cancelled China. cancel လုပ်လိုက်တဲ့ကြောင့်เนาะအဲ့ဒါကိုတရုတ်ပြည်ကအရန် oppose လို့ US ကနေပဲ cancel လုပ်တဲ့เนาะတော့ဝါဆန့်ကျင်ပါတယ်။ဘာကြောင့်လဲဒါရိုးရိုးတာမန်အာတရုတ်ကျောင်းသားတွေလာပြီးတက်တာเนาะ cultural exchange တန်တန်းတကယ် cultural exchange ဖလဲရတွေပြီးတော့ပညာရေးချင်းဖလဲဟာတွေเนาะအများကြီးများထိခိုက်ဒါ USA ကเนาะ ူဟာသူအမြဲတမ်းခုံယူဝင်ကြွားစာပြောနေအမြဲတမ်း freedom ရှိတယ်လို့เนาะမျှတတယ်လို့ညီညီသူညီများတော့အဲ့လိုမျိုးဟာမျိုးရင်အားတော့အလိမ့်ညာပါပဲဆိုပြီးတော့သူကပြောလိုက်ပါလေအဲ့ရောလူအများစုမသိသေးတဲ့ဒီလိုမျိုးပြန်ပြီးတင်းကျက်တာတရုတ်နဲ့အမေကတရုတ်ပြန်ပြီးတော့ပိုတင်းကျက်တာဘာကြောင့်လဲအာလူအများစုမသိသေးတဲ့အရာတစ်ခုရှိရဲ့အဲ့အရာကိုသိသွားမှဆိုရင်အော် Mr. President Wall Street analysts have coined a new term called the taco trade. They're saying Trump always chickens out on your tariff threats and that's why markets are higher this week. What's your response to that? I kick out. Chicken <laughs> out. oh, and then no I chicken out. I've never <laughs> ဂျာလနစ်စာဗာမေးလဲဆိုတော့စောစောအမျိုးသမီးတွေဖဲနော်ဖဲရတယောက်အေး Wall Street Stock Secret နော်ရှိရဲ့နေရာပေါ့နယူးယောက်မှာ Wall Street ဆိုရှိရဲ့အဲ့ရ trader ရဲ့ဗာပြောနေတယ်တာကိုဆိုရဲ့ဟာပြောတာကို trade တာကို trade ဆိုပါ Trump always chicken us ပြောရသေးပါ Trump ကအေးလေကြီးမိုးကြီးနဲ့ဟို tariff တွေကလုံမယ်တရုတ်ပြည်ကိုအပြီးနှိမ့်မယ်ပြီးတော့ shop ပြီးတော့သူပထမဆုံး shop ပြီးတော့အပြောင်းလဲအရမ်းမြန်အဲ့ဒါကို Wall Street ရ Trader ရတည်ရတည်တော့အဲရောအတုံးချမြက်မြက်အောင်အတုံးချအဲရောတည်င်းတော့သူကတွေးချမေးတယ်အေးအဲ့လိုမျိုးဖြစ်တာဟုတ်နော်အဲဒါဘလို့သဘောရပါတယ်အဲအဲကြောင့်နော်သူက Wall Street Journal စာပြန်မေးတယ်အဲရောအထွတ်အစားမကြောက်လို့တပါလေသူပြန်မေးတယ်နော်အတဲလေးကြီးတာပြီဆိုတော့မကြောက်ဘူးလေဒါမှမကြားရရဆောင်တာမသိအဲဒါသူကထပ်ထပ်ပြီးပြန်ပြောတော့အဲဒါဟိုသူဘာပြန်ဖြေတယ်ကြည့်ကြပါနော် analysts have coined a new term called the taco trade. They're saying Trump always chickens out on your tariff threats, and that's why markets are higher this week. What's your response to that? I kick out. Chicken out. Oh, and then I chicken out? I've never. Heard that. Yeah. You mean because I reduced <laughs> China from 145% that I set <laughs> down to 100 and then down to another number? And I said you have to open up your whole country, and because uh, I I gave the European Union a 50% tax uh, tariff. Six months ago, this country was stone uh, cold dead. Uh, uh, uh. Do I don't really like committing to things. I'm a scared. But when Verizon. Uh. Oh, do you know a shop? No, uh, 145 are in New uh. York. Uh, 80%. 145အနေမျိုး100%တခြားဟာ short pay တဲ့အတွက်ကြောင့်အဲ့လိုဖြစ်လာအဲ့လိုငွေ6လလာဆိုရင်ဒီနိုင်ငံကတရုတ်နိုင်ငံကနော်လုံးဝတည်နေတယ်လို့ပဲဘာမှဒုက္ခရောက်လို့လူတွေဒုက္ခရောက်နေကြတော့ဒုက္ခအာအဲ့လိုမျိုးအာသူက short pay လာအောင်ပြောတာနော်အဲ့ပလိတ်တိုင်ဘယ်လိုသဘောရပါလဲအာတရုတ်ပြည်ဒုက္ခရောက်နေတော့အာ president trump လာစိတ်ကောင်းရှိပြီးတော့ short pay လာဒါမှမဟုတ်ဒီအမေကစီးပွားရေးတမားတွေအရင်ဒုက္ခရောက်ပြီး warmer လို့ မောင်းတာအေးအဲ့လိုမျိုးမလုံတော့ဘူးဆိုရင်အလျှော့မပေးဘူးဆိုရင်အေးဝေါ်မမှာရောင်းစရာ PC ရှိတော့မှာမဟုတ်ဘူးပြီးွားရင်ဟို stock market crash ဖြစ်တယ် crash ပြီးတော့ banana သူ့အတရင် banana တရင်ချင်းရတယ်အာမဖြစ်ဘူးเนาะငါအားလုံးအားလုံးမွဲတော့မယ်အာပြီးွားရင်တကယ်ပေါ့ဒုက္ခရောက်တော့မယ်အဲ့လိုမျိုးတိုက်တွန်းလို့ तू ကအလျှော့ပေးတာလားเนาะပြီးွားရင် อีโนมาซาလည်းပြောတယ်တရုတ်ပြည်မှာစီးပွားရေးရှိတယ်အဲ့ရမဖြစ်ဘူးเนาะအဲ့လိုလို့အရန်ကြက်မဖြစ်ဘူးအဲ့အဲ့ကြောင့်อีโนมาซาတိုင်တုံးတယ်ရှိမှဟိုအမေရိကတွေဒုက္ခရောက်လို့ Brexit ထောင်းကိုတိုက်တွန်းလို့เนาะအ short ပေးတာလားအဲ့ဒါကြောင့်ကိုမအမရေးတာပါဆက်ပြီးတော့ကြည့်မယ် Dead country. We had a country people didn't think it was going to survive, and you ask a nasty question like that. <laughs> and it in... meant- <laughs> 啊，突然到嘛，变又没了。哎，你到说了不休，没来的。Anyways, I think we really helped China tremendously because you know they were having great difficulty because we were basically going cold turkey with China. We were doing no business because of the tariff because it was so. <laughs> တရုတ်ကအရန်ဒုက္ခရောက်နေတယ်အရန်ဒုက္ခရောက်နေကြငါကူညီလိုက်တာငါကူညီလိုက်တော့တရုတ်ရဲ့အများကြီးအများကြီးအာကောင်းသွားပြီပေါ့ terrorist ကအရန်များတော့အကြီးတော့ business စီးပွားရေးလုံးဝမရှိဘူးเนาะအဲ့တော့ကိုကအ short ပေးတာ short ပေးရဆိုတာတော့သူဒုက္ခရောက်မှာဆိုတော့တရုတ်ဒုက္ခရောက်မှာဆိုတော့ short ပေးတာเนาะအာပြောရမယ်ဆိုတော့စိတ်ကောင်းရှိရဲ့ကိုရင်းစာစရှိရဲ့တမန်သားကြီးပေါ့ဆက်ပြီးတော့နားထောင် Oh hi but i knew that but don't ever say what you said. That's a nasty question. I don't really like committing to things. I'm a ski. အဲ့အဲ့မျိုးဟာမျိုးလေဆိုရင်ဘယ်တော့မှမပြောပါနဲ့အရင်ဆူရ question ဘယ်တော့မှမမေးနဲ့เนาะအဲငါအ short ပေးရတယ်တဘောသားကြီးရဲ့အတွက်အ short ပေးတာเนาะတရုတ်ကအရင်ဒုက္ခရောက်နေတယ်145%လောကရဲ့6လောက်လောက်ပါဆိုရင်အဲ့ဒီနိုင်ငံကတုံးဆောင်မရဘူးเนาะစီးပွားရေးဒုက္ခအရင်ဒုက္ခရောက်နေတယ်เนาะအဲ့ဒါကြောက်ကိုက short ပေးလိုက်တာတဘောသားကြီးကြီးတယ်เนาะ ဘယ်တော့မှအဲ့လို question မမေးရနော်အဲ့လိုအမေခံရတဲ့အတွက်ကြောင့်ပြန်ပြီးတော့ US ကပြန်တင်းကျက်လာတယ်ပလိတ်တက်ယူထင်ပါနော်ထင်တယ်ဆိုရင်ကိုမအမရေးထားတယ်မှာဘာပဲပြောပြောကျိန်းနေရတော့နော်လူတွေကကိုအကျိုးရှိမှလှုပ်လာညားတယ်နော်အဲ့တော့ဘာပဲပြောပြောပလိတ်တက်ယူအတွက်အကျိုးရှိဆုံးအရာပါတရား stock investing မှာလုပ်ဒီလိုမျိုးတစ်လတစ်လ AC 9000ရနေမှာဆိုရင်တစ်နေ့တစ်နိုင်နှစ်နိုင်နဲ့เนาะတစ်ပတ်5ရက်တစ်လရက်20ပဲလုံးစံလို့ကြိုက်နေမှာလုံးရစမှာဆိုရင်ဒေါ်လာ10နဲ့စောင်းရ US မှာနေရလို့တစ်ကဘာအနှက်ဘယ်နေရာမဆိုစောင်းရအဲ့လိုမျိုးစောင်းရရဆိုရင်ကိုအကျိုးရှိရကိုမီတာစုကိုအကျိုးရှိရအောင်ဘဝပြောင်းလဲဖြစ်လို့ရဒီများစီမှာကျုံခံနေကြမှာမလို့เนาะမကြိုက်တဲ့အလုပ်မှာလုံးစရာမလို့အာပင်ပန်းတဲ့နေရာမှာ လုပ်စရာမလိုမိသားစုတွေအကျိုးရှိအဲ့တော့ဘဝကိုပြောင်းကျယ်ဆုံးဒီနေ့ပဲ stock investing call option put options advance option day trade movement stock အစဉ်အတိုင်းစရင်သွင်းရပါတယ်ဆရာစီမှာတည်တင်တဲ့ငါးခုတက်ပြီးရဲ့အကြောင်းအကျိုးတွေအားလုံးကအောင်မြင်သွားတာကြီးပဲမအောင်မြင်တဲ့အကြောင်းအကျိုးတွေတခါမှမတွေ့သေးဘူး။ဒါကြောင့်သူကတကယ်စူးစမ်းရတဲ့အကြောင်း เนาะ stock invest ပါတယ်ပြောရပြောတဲ့အကောလုံးလဲလို့တော့အေးပတ်စံရတယ်ရတော့ဒီ call option တွင်းလာတယ်ပြီးတော့ပို့ပတ်စံပို့ရလာတယ်ပို့ option တွင်းလာတယ်ပတ်စံပို့ပို့ရလာတယ် advance option တွင်းလာတယ်ဟာအဲ့တော့အများကြီးဘဝပြောင်းလဲသွားဒီတင်တဲ့အားလုံးလက်ဆောင်ရတယ်လို့ပဲအဲ့လိုဖြစ်သွားတယ်เนาะအဲ့လိုမျိုးစ조사ခြင်းရှိရတဲ့လူမှာပဲလာပြီးတော့တင်တဲ့မှာစင်းတွင်းမှာစိတ်ကောင်းရှိရတဲ့လူမှာပဲလာပါဘာကြောင့်စိတ်ကောင်းမရှိဆိုရင်အချိန်နေပို့နေမယ်ဆိုရင်သူများမခုတ်ပါကြံနေပါလိမ့်မယ်အဲ့ဒါကြောင့်စိတ်ကောင်းရှိရဆိုရင် Il y a une autre vidéo description que vous pouvez voir en bas. Je vais aller sur son présentage, il y a un pied en bas. Si tu te balades, si tu as un pied en bas, me donne un œil qui est un œil တင်နန်းအပြီးပထမလမှာ9200ကျော်ဒုတိယလမှာ2800ကျော်အများအများကြီးရခဲ့တယ်ပို့ထူးခြားတာကဆီယာနဲ့မန်တော်ရှိဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားတာအရင်အောင်မြင်ပါတယ်ကျမ option လောက်တဲ့ယခုတလအမြန်ငွေကဆူရှိနှစ်ဆိုင်ကရတဲ့အမြန်ငွေထက်ပိုများတယ်ဆီယာ rich ကိုအရင်ကြည့်တင်ရတယ်ဆီယာအချိန်တိုတော့အတွင်းအောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျမလို့ဖြစ်အောင် အားမလျှော့ပဲစူးစားပါလို့လောဝရုပ်ယူကြည့်ကြည့်တိုက်သွင်းပါတယ်ဆရာတက်ရှိကျမ်းပါပါစေ